ပေါ့ဒီသူဇာတာအိမ်တို့ပါလို့ဆိုရင်ဇေဒီပုံစံတွေ့ရတယ်သူဇာတာအိမ်လည်းအရင်ကဒီလိုပုံစံပဲဖြစ်ပါလိမ့်ရှင်ဒါကကန်တံပဇေဒီလို့ခေါ်တာဖြစ်ပါတယ်တရက်ဖြူကုန်းလို့လည်းခေါ်တယ်ကန်တံပဇေဒီတရက်ဖြူအပင်ပေါက်တာမဟုတ်ဘူးเนาะမြတ်စွာဘုရားကခုနရာဇဂျူကဆားခဲ့တဲ့ဇလန်ကားပေါ်မှာလည်းပြောပြပေးပါတယ်เนาะအရှင်ပိန်တော်ကဒီတထေးတယောက်ကစန္ဒကုနန်းတာတုံးရေချိုးရင်းနဲ့တွေ့လို့တပိတ်ထုလို့ပြီးတော့မှအတောင်60မြင်းနဲ့ တိုင်ပေါ်မှာခြိထားပြီးတော့မှဤတပိတ်တော်ကိုတပိုးနဲ့ယူနိုင်တဲ့လူကိုကိုးကွယ်မယ်စီကပ်မယ်ပူဇော်မယ်ဆိုပြီးတော့မှရာဇဂျုံမြို့မှာလှည့်လေမောင်းခတ်ပြီးကြီးညာတယ်အဲ့ချိန်မှာတိတ်တိဆရာကြီးတွေကမယူနိုင်ဘူးမယူနိုင်တော့အရှင်ပိန်တော်လာကနေတပိုးနဲ့ယူပြလိုက်တာဖြစ်ပါတယ်အဲ့တော့တပိုးမကြည့်လိုက်ရတဲ့လူတွေကဝေးလူဝန်ကျောင်းတော်ရာကိုလိုက်သွားပြီးတော့မှရှင်ပြတပိုးပြပါအောင်ပြပါအောင်ဆိုလိုက်သွားတဲ့ချိန်မှာမြတ်စွာဘုရားကတည်တော်မူပြီးတော့မှယဟန်တွေ တကူမပြရဘူးလို့ပြည့်ညတ်တော်မူခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုအခွင့်အရေးယူပြီးတော့ဒိဋ္ဌိဆရာကြီးတွေကဒိဋ္ဌိတွေကနေယဟန်နေဆုံးခံကြပြီဆိုရင်တကူပြိုင်မလားတကူပြိုင်မလားဆိုစိန်ခေါ်တော့နောက်ဆုံးမြတ်စွာဘုရားကငါဤတားတော်တွေတော့တကူမပြဘူးငါကိုယ်တိုင်တကူပြမယ်တာဝတိမြို့ကန္တအံဘမှာတကူပြမယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့တိတ်တိဆရာကြီးတွေကလည်းဒီတောက်တိတမျိုးလုံးမှရှိတဲ့တရက်ပင်နဲ့အားလုံးခုတ်လဲတယ်။ဒါပေမဲ့ဘရင်နန်းတော်မှာရှိတဲ့တရက်ပင်ကတော့ခုတ်လဲလို့မရအောင် မင်းပြင်းမင်းတန်တင်မှာဆိုတော့အဲ့ဒီအချိန်မှာအခါမဲ့တီးနေတဲ့တရေတီးတလုံးအဲ့ဒီတရေတီးတလုံးကိုဥယျာဉ်မှုကဥဖြူဖြစ်ပါတယ်ရှင်ဥဖြူကနေပြီးတော့မှဘယင်ကိုဆက်တာဖို့ယူလာရင်းနဲ့မြန်သားမှာမြတ်စွာဘုရားနဲ့တွေ့အလူခံတော်မူတဲ့မြတ်စွာဘုရားကပြီးတော့ဒီမှာရောက်လာပြီးတော့မှအစေကိုမြို့အတိကိုဖုံးပေးသုံးဆောင်တယ်မျိုးစေ့ကိုစိုက်ပျိုးစေပြီးတော့မှရှင်အနန္တကရည်ရည်လက်စေးတော်ကြီးတွန်းလောင်းလိုက်တဲ့အခါမှာတဲ့ဒီလိုမျိုးအတိတွေဝေဝေစားတဲ့တရက်ပင်ကြီးကြီးဖြစ်ပေါ်လာတယ်တဲ့အဲ့ဒီတရက်ပင်ပေါ်မှာ ရေမီးစုံနဲ့တကိုးတွေပြပြီးတော့မှမေတော်မိနဲ့သားကိုကျေးဇူးဆက်ဖို့အမိဓမ္မာတရားဟောကြားဖို့တာဝန်ရင်းသားနတ်ပြည်ကိုကြွလန်းတော်မူခဲ့တာဖြစ်ပါတယ်ရှင်။ဒါကနတ်ပြည်တလန်းစီဒီမနေ့ရောက်ခဲ့တာကတက်စင်းတော်မူတဲ့နေရာဖြစ်ပါတယ်။အိန္ဒိယကတော့ဒီဟာကို airport လို့ခေါ်တယ်။ဘုရားဒီကနေ့ဒီပါချပါဗော။ဒီကနေ့ထွက်ခွာသွားတယ်။ arrival ဆိုရင် ဒါမြေတိုင်ကတနကိုပြီးဆောက်ရောက်တာလို့ခေါ်တာဖြစ်ပါတယ်။နှစ်ပီတန်လန်းစီဒီအိမ်တော့ဇေဒီတက်မယ်ဆိုရင်ဒီကနေတက်ပြီးသွားတယ်ဆိုဟိုးပေါ်နေခဏခဏတုတ်ကြကြတယ်။ဒါကြောင့်မို့ဒီမှာရှောက်လန်းလေးနဲ့ဒီလိုမျိုးလေးနှစ်ပီအပေါ်ကနေနှစ်ပီတန်လန်းစီဒီသွားလို့ရပါတယ်။မရှောက်နိုင်တဲ့ဘုရားဘုဒ္ဓတော်ဇေမြတ်ကဒီလိုဇေဒီတစ်ပတ်ကြီးပြီးတော့ဖူးလို့ရပါတယ်ရှင်။